အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝိတုတို့လေးကတော့တိုင်းရစီယာရဲအောင်မောင်မောင်ရေးသားထားတဲ့မန်အိုင်သူလှပြိုပြိုဆိုတဲ့ဝိတုတို့လေးပဲဖြစ်ပါတယ်ဒီမှာကတော့စဖတ်သူညလင်းငုံ ဖြစ်ပါတယ်ရှင်မန်အိုင်သူလှပြိုပြိုကျွေမဲရီဆောင်တွင်းနေသည်ပူပြင်းလှပါပေးတယ်ညပိုင်းကချမ်းထားသလားနေကင်းပိုင်းတွင်ချစ်ချစ်တောင်ပူလောင်လှတယ်ဒီလိုအခါမျိုးတွင် ရုံးကန်းသည်ငရေကန်းနဲ့တူတယ်။အုံယိုးလေးဘက်လေးတန်ကာယာထားသမို့လဲအင်းမြလောင်ပူအိုက်နေသလားမပြောတန်။ပန်ကားလေးသည်ငရေမီကတ်လိုက်သလိုရှိနေတယ်။တော်ပါသေးတယ်။ဒီနေ့တောင်ရများကိုစစ်ဆေးရန်တောင်ဝကြတော့နေပါကလား။ထောင်တွင်းမှထွက်ကာတောင်ရများဖက်စီတို့ခြေဦးတည်ခဲ့တယ်။တောင်ရသည်ဟင်းဒီဟိွေများသည်စိတ်လန်းနှုတ်ပြောနေပေတယ်။မုံကြီးပွင့်ကလေးများသည်သေးသွဲသောညာတန်ဤထိတ်မှ ေးတိုက်တိုင်တလုံးလုံးလှုပ်ရှားနေလျာနိုင်လောအဝါနှင့်အစိမ်းဝစ်ဆင်ထားသော ရိမ့်သူမာကလေးတစ်ပွဲကဟန်တည်နေကြပေတယ်။ပြိုးခင်းမှယူ၍တိုက်ထားခါစားဖြစ်သောဆက်လက်ခင်းမှ တောင်ရတခုလုံးကော်စောအစိမ်းကြီးပြန့်ကျက်ထားသလိုရှိတယ်။ဒီမှာဖွင့်ပြိုးလာသောပန်းခော်ပီများမှာတစုံတစ်ခဲကြီးဖြစ်နေတယ်။ခော်ပီတုံများမှာမို့အပွင့်ကကြည်သလောက်မထုံနိုင်သေးတဲ့ဖြင့် နှိစာဖြစ်ပင်ချီနောင်ထားရသည်။ဟင်းနုံွယ်ခင်ကြီးတခင်လုံးမှာတော်ထနေသလားခဝဲပင်ကြီးကလည်းတင်လုံးညွှတ်မြပင်ပြုတ်သိမ့်နေလေတယ်။တာဝန်ကြထောင်ချက်သည် အနည်းတို့ဒါရောက်၍အယုအသေးပြုလိုက်တယ်။ဘုတ်ကင်တယောက်ဘုတ်သား၅ယောက်ပေါင်း၆ယောက်အလုံးကောင်းပါလေခမညာ။ဟဲ့စံသိရင်ဘုတ်စင်းယူခဲ့ဟိ။ရေမြောင်းမှာမောင်းဖြည့်ရေတင်နေသောအကျဉ်သမားတို့သည်ရေမောင်းကိုချထားပြီး တောင်ရတဲကလေးပဲစီတော့အပြေးကလေးထွက်သွားတယ်။တဲခေါမိုးတွင် ထိုးထားသောစောက်ကလေးတုပ်ကိုယူပြီးပြန်ပြေးလာတယ်။တန်သိမ်းမှာဘုတ်ကင်ပင်ဖြစ်ပေတယ်။ဘုတ်ကင်ဆိုသူမှာ၎င်းတောင်ရရှိ အကျဉ်းသားအဖွဲ့ဤလူကြီးဖြစ်၍ဘုတ်သားမှာကလုတ်သားဖြစ်လေတယ်။၎င်းတို့အားစောင့်ကြက်ရန်ထောင်ကြက်တအူဖားရှိရပေတယ်။တောင်ရတွင်တောင်ဝကြသော ထောင်ကြက်ဆိုသည်မှာအကျဉ်းသားကိုစောင့်ကြက်ရန်တောင်ဝမျှတာမဟုတ်သည်။ တောင်ယာလုပ်ငန်းကိုလည်းနားလည်ရန် လိုအပ်ပေးသေးတယ်။ရာသီလိုက်စိုက်ပျိုးရမည့်သိနှံများကို ကြွန့်ကျင်ရတယ်။အကြအကျဉ်းသားများကိုကြည်လိုက်ရာ၃ယောက်မှကွန်ပျူတာခင်းတွင်ပေါင်းမြက်တုတ်တဲနေသည်ကိုတွေ့ရတယ်။၂ယောက်မှထောင်တွင်းသွင်းရန်မုံညင်းရွယ်များကို လိုက်ခိုးနေလေတယ်။အကျဉ်းသားများအားရခင်ခေတ်ကလိုတန်ချေချင်းခံထားသည်ဖြင့်အလုံလုံးရသည်မှာလွတ်လွတ်လပ်လပ်ရှိနေတယ်။ ျွန်တော်ဒီအိတ်ထဲမှာဖောင်တိန်ကိုထုတ်၍ဘုဆာအပေါ်တွင်စစ်ဆေးပြီးကြောင်းလက်မှတ်ထိုးလိုက်တယ်။နောက်တောင်ရနှစ်ဘက်လေးဘက်စီသို့ပူခဲ့တယ်။ထိုးခဲ့သောတောင်ရများနှစ်ဘက်၆အထိရှိလေတယ်။ယာရောရဲ့အလဲမာလေးငါပြောမယ်ရွှေရှင်ဘီရင်ရဲ့နေစင်ချင်းအောင်။အိုးရွှေမင်းသမီးလေးရဲ့လှမောင်သည်ရေမြောင်းမှရှုံးပုံများကို ပေါက်ပြားဖြစ်စေရင် ဟာဝေးတခြင်းကို ကမောက်ကမာတန်ကုန်ဟင်နေလေတယ်။သူတို့ကိုကြည့်ရသည်မှာသိတ်ချမ်းမြင်လာတယ်။ဘဘူးစရာတယောက်သိတ်တိုင်းကြထုလုပ်ထားသောအယုတ်ကလေးတွေကို ကြည့်ရသလိုကြည်နူးနေမိတယ်။အမှန်မှာသူတို့တွေအားအလုတ်ကျန်းနှင့်ထောင်ချလိုက်သည့်အာလျော်စွာဒီပြစ်မှုအတွေ့ဒီအလုတ်ကျန်းကိုလုံးစေသော ဆန္ဒကမဟုတ်ချေလူတိုင်းလူတိုင်းသည် အလုတ်လုတ်ချင်သောစိတ်တောင်းဝန်တည်တဲ့သောစိတ် ရှိစေလိုသောစေတနာသာမူရင်းဖြစ်တယ်။လူတယောက်သည်အလုံးမလုံးချင်းပဲစိန်ကလေးနှင့်နေထိုင်ချင်လာသောအခါတွင်ချောင်ချောင်နှင့်ရသောငွေဝင်လန်းကိုရှားရပြီတော့မယ်။ချောင်ချောင်နှင့်အကြလွယ်သောငွေဝင်လန်းဆိုသည်မှလည်းရာဇဝဲမှုနှင့်မကင်းသောငွေဝင်လန်းသာဖြစ်တယ်။ထို့ကဲ့သို့ရာဇဝဲမှုတစ်ချိန်ကျူးလွန်၍လွတ်မြောက်သွားသောအခါတွင်ထက်ခါတလဲလဲကျူးလွန်ခြင်းလာတယ်။နောက်ဆုံးတွင် ရာဇဝင်မှတ်တမ်းတွင် လူဆိုးဘဝတက်ရောက်ရပြီတော့မယ်။ကျွန်တော်၏နားထဲတွင်လှမောင်၏တချင်းတန်ပြန်ဝင်လာပြန်တယ်။ဘယ်နဲ့လှမောင်တိတ်ပြောနေတယ်ထင်တယ်။ဟာဘယ်နဲ့ပြောပါလဲဆရာပြောတာပေါ့ပြောတာမှတိတ်ပြောအာကြီးပြောပဲဆရာတပက်ခါဆိုရင် ကျွန်တော်ထောင်းကလွတ်တော်မယ်ဆရာရဲ့ဟုတ်ပြီလေမယ်ကျင်လိန်ပြန်တော့နေမင်္ဂလာဆောင်တော့နေ ထောင်ကလွတ်တော်နေဆိုတာလူဘဝတွင် အပျော်ဆုံးနေမှမဟုတ်ပါလား။အော်အော်ကောင်းပါလေကွာ။ဒီကလွတ်ရင်ငေးဘယ်ပြန်ရမှာတော့။ဓာရှိုးကိုတန့်ပြန်ရမှာဇရာရဲ့။ကျွန်တော်နေတာကဓာရှိုးနားမှာရှိတဲ့မန်အိုင်းဆိုတဲ့ရွာကလေးကပါ။ဟိုမှာမင်းအဖေအမေတွေတားမရတွေရှိသလား။အဖေအမေတော့မရှိပါဘူး။ကျွန်တော်မိမာတော့ရှိပါတယ်။ကျွန်တော်အဖမ်းခံရတော့ မိမရပြီးတာမှ15ရက်ရှိသေးတယ်။ဟွန်းကျမဖြစ်ရလေကွာ။နှုတ်မင်းအမှုကဘလို့လုံးမိတာလဲ။ငွေနှစ်ထောင်ကိစ္စပါဆရာ။အမှုကမမှန်ပါဘူး။ဟာမင်းကဘိမ့်မှုမဟုတ်လားကွာ။ဘယ်ရငွေနှစ်ထောင်ကပါလာရပြန်တာတော့။ဘာလဲ။ငွေနှစ်ထောင်မပေးနိုင်လို့အဖမ်းခံရတာလား။မဟုတ်ဘူးဆရာ။ကျွန်တော်ကပြီးလွယ်အောင်ပြောလိုက်လို့ပါ။ဒီလိုဆရာရဲ့ နှမောင်သည်ရွှေနှင့်များကိုကတဲ့ပေါ်သို့ဆက်တင်လိုက်ရင် ပေါပြားကိုချထားလိုက်တယ်။ထို့နောက်နဖိုးမှကြလာသောကျွေးစီများကိုလုံးကြီးစားဖြင့်တုပ်ပစ်လိုက်တယ်။ကျွန်တော်နေတဲ့မန်အရွာကလေးမှာနန်းခမ်းလာဆိုတဲ့အပြိုကျော်ကလေးရှိတယ်ဆရာရဲ့။သူ့မိဘတွေကတော့လက်လုံလက်စားတွေပေါ်လေ။ချောတာကတော့မန်အရွာကလေးရဲ့ခေါင်းလောင်းကလေးပေါ်ဆရာရဲ့။ကျွေးမိတို့လိုရွာကပွဲလန်းမှန်သမျှနန်းခမ်းလာမပါရင် ွဲမစီတလောက်ပါပဲကျန်းလူပြတွေဆိုတာကတော့ညတိုင်းကြရင်နန်းခမ်းလာတော့အိမ်ပဲရေဝဲရေဝဲပေါ့အဲ့ဒီအထဲလဲကျွန်တော်လဲပါတပေါ့လေဒါရောက်ပူပန်ကြတဲ့သူတွေကြတဲ့ကနန်းခမ်းလာတဲ့ဘောအတွေ့ဆုံးကတော့ကျွန်တော်ရဲ့အိုက်စာဆိုတဲ့ကျန်းလူလဲရဲ့ပဲအဲကျွန်တော်တခုတာတာကကျွန်တော်ကနန်းခမ်းလာတယောက်ဆိုတယောက်တည်းရစ်နေပေမဲ့အိုက်စာကတော့ချင်းနေနဲ့ရှုပ်ချင်တယ်လေ ဒါပေမဲ့တခုခက်နေတာကအိုက်စာတော့ကစားနိုင်တောက်နိုင်နိုင်အန်ရွာကလေးအနေနဲ့တော့ပြည့်ရတဲ့ဆိုပါတော့လေကျွန်တော်မှတော့လက်လုပ်လက်စားကားမောင်းသမားလေးသားကိုအဲ့ဒါနဲ့နောက်ဆုံးကြတော့နန်းခမ်းလာကျွန်တော်တို့နှစ်ယောက်တည်းကငွေတထောင် တင်တောင်းနိုင်တဲ့သူကိုလင်းအဖြစ်ယူမယ်လို့ရစတဲ့ပေးလိုက်ပါလေရောဒါလဲသူမိဘတွေရဲ့တင်ညာနေမှာပေါ့စရာရဲ့အဲ့လိုလဲပြင်ညာလိုက်ရော ိုက်စာဆိုတာကတော့ပြုံးလို့ပေါ့လေအဲခေါင်းမီးတောက်ရတာကတော့ကျွန်တော်ပါပဲကျွန်တော်မှအောက်ပြေကို တခါကောင်းမောင်းထွက်မှငွေလေး90လောက်ရတာကလားဒါလဲစစတောက်တောက်နဲ့15ကျက်လောက်မှအနိုင်နိုင်ကျန်နေလေအဲ့ဒီငွေကလေးတွေစုတရတာကလည်း300ထက်တော့မပိုပါဘူးငွေတစ်ထောင်နဲ့ကျွန်တော်ကတော့မိုးနဲ့မြေလို အလန့်กว่าနေတာပေါ့ဒါပေမဲ့နန်းခမ်းလာကတော့ ကျွန်တော်ငွေတထောင်မရရတဲ့နည်းနဲ့ရှာဖို့ကြိတ်မာထားတယ်ဆရာရဲ့အဲ့ဆရာကလည်းသူ့မိဘတွေကိုကက်ပြောတော့ပထမတော့သူ့မိဘတွေကမိုးစုပဲစုစုထားတဲ့ပက်ဆံကလေးကိုမျက်မျောနေကြသေးတယ်။နောက်အဲ့ဆရာကပူလို့မကဘူးတော့ငွေတထောင်ထုတ်ပေးလိုက်ပါလေရောနှမောင်တီချွေးများကိုတုတ်ပြရင်နားနေလိုက်တယ်ပူပြင်းလာတော့နေမင်းဤရှိမှတိတ်အုပ်ကလေးဖြတ်ပြေးသွားခိုင်း နေရောင်ညှို့ကြသွားလေတယ်။ကျွန်တော်လည်းအကြံကုန်ဂလုံးစချက်ရတာပေါ့။ဓာတ်ရှုံးမှရှိနေတဲ့ကျွန်တော်ကားရှင်ထံသွားပြီးငွေတထောင်ထုတ်ချေဖို့ပူဇော်ရတော့တယ်။ကားရှင်ကလည်းအင်တင်တင်ပဲ။နောက်ဆုံးတော့မှ စီးပွားရေးသမားပြီးပြီးသူ့တွက်ကိန်းနဲ့သူစာချုပ်ချုပ်ပြီးတထောင်ထုတ်ချေလိုက်တယ်။စာချုပ်ကတော့ကျွန်တော်ကကားရှင်ထံကကားကိုတစ်နေ့လုံးလုံးနောက်ထပ်အခါကြီးငွေမယူပဲ။ မောင်းပေးဖို့ပေါ့လေကျွန်တော်လဲတာတာနာတာတွေမစဉ်းစားနိုင်တော့ဘူးကားရှင်ထံကငွေတထောင်အရယူပြီးနန်းခမ်းလာစီတုတ်ချီတင်ခဲ့ရတော့တာပေါ့ကျွန်တော်နန်းခမ်းလာတော့အရောက်တော့ည၈နာရီလောက်ရှိနေပြီ အိမ်ဝလဲဝင်ရော အိုက်စာကအထွတ်နဲ့သွားတိုးတာကိုကျွန်တော်ကောင်းထူပိုသွားပြီးရင်းနဲ့လဲဟာသွားတာပဲအိုက်စာတော့ကျွန်တော်အရင်ဥသွားပြီးဆိုပြီးစိတ်အငြိကြီးညစ်သွားတာပေါ့ဆရာရဲ့ ြီးကြတဲ့အိုက်စာကလည်းကျွန်တော်ကိုမခိုးမခန့်ချီပြီး လောင်ပြုံပြုံးသွားလိုက်သေးတယ်လေသူ့ပြုံးပုံကမင်းလိုကားဒရိုက်ပါငွေတထောင်ရဖို့နဲ့ဝေးပါပြီးချင်းဆိုတဲ့သဘောမျိုးပေါ့လေကျွန်တော်လည်းငွေတော့ပိုက်ပြီးအောင်းငယ်သွားတာတော့အမှန်ပဲဒါပေမဲ့ဟဲဖြစ်သည်များအကြောင်းအကောင်းကြီးပဲအကျိုးအကြောင်းတော့တော့သိရအောင်အိမ်မော်တဲ့မိပါအောင်မယ်ဆိုပြီးတို့မျက်နာပုပ်ပုပ်နဲ့တက်ခဲ့ရတယ် ိမ်မော်ရောက်လို့ကျွန်တော်အတန်လဲကြာရောနတ်ခန့်လာကအခန်းထဲကပြေးထွက်လာပြီးခုနတော့ကတည်းအိုက်စာငွေတစ်ထောင်နဲ့လာသွားတဲ့အကြောင်းဒါပေမဲ့ तू ဟာနေမကောင်းခြင်းအောင်ဆောင်ပြီးအတွေ့မခံတဲ့အကြောင်းပြောပြတယ်ကျွန်တော်ကလည်းငွေတုပ်ကိုထုတ်ပြလိုက်ရောနတ်ခန့်လာခမလေးဝမ်းသာရှာလွန်းလို့လက်များကိုတစက်စက်တုံလို့ဒါနဲ့နောက်တစ်နေ့ကျတော့ရရပါလူကြီးတွေနဲ့တိုင်ပင်ပြီးမင်္ဂလာဆောင်ဖို့စီစဉ်ကြတာကို ဒီတော့မှအိုက်စာကထပ်ပွက်တာပေါ့သူမနေ့တုန်းကကျွန်တော်အရင်ငွေပေးဖို့ရောက်တဲ့အကြောင်းနိုင်ခံလာက နေမကောင်းလို့မတွေ့ခဲ့ရတဲ့အကြောင်းသူသားလျင်ငွေတထောင်ကို အရင်လာပေးသူမို့ရထိုက်ကြောင်းရရွာလူကြီးတွေကို စူတော့ပူတော့တာပါပဲဒါပေမဲ့တော်ပါသေးရဲ့ဆရာရဲ့နိုင်ခံလာကမိမပီပီပြတ်ထိုးညံနဲ့ကျွန်တော်ထံကငွေကို နေကင်းကလေးကရထားပြီးဖြစ်ကြအိုက်စာလာတော့ ထွက်ပြီးပြောရမှာမျက်နှာပေါ်ရနဲ့မြင်မကောင်းခြင်းအောင်ဆောင်းခြင်းဖြစ်ကြောင်းပြောပြတော့မှလူကြီးတွေယုံကြည်သွားတော့တယ်။ဒါနဲ့ပဲကျွန်တော်နဲ့နန်းခမ်းလာတော့ငွေ300လောက်အကုန်ခံပြီးမင်္ဂလာဆောင်းလိုက်ကြတာပါပဲ။လှမောင်သည်မြက်ခင်းပေါ်တွင်ချထားသောသလိတ်တူကို ကောက်ယူ၍မိညီပေးလျင်အာဘာတရာဖွာရှိုက်လိုက်တယ်။ဒါနဲ့ပဲမင်းကငွေတထောင်ပြန်ဆက်နိုင်အောင်ဘိန်းချရော်ဆိုပါတော့။ဘယ်ဟုတ်မလဲဆရာ။ ဇလန်းကမပြီးသေးဘူးနတ်ခက်လာနဲ့ရပြီး15ရက်လောက်လဲကြာရော ကျွန်တော်မိတ်ဆွေအောင်တယောက်လက်ဖက်လာဝဲတာနဲ့အခန့်တင်တော့ကျွန်တော်လဲရန်ကုန်ကိုကားအငားတစ်ခေါက်လိုက်ခဲ့တယ်ငွေတထောင်ယူထားတဲ့ကားရှင်မှလဲကုန်ပြတ်ခိုင်ဖြစ်နေတာပေါ့ဒီတော့နေရာကျသွားတာပေါ့ဒါနဲ့ကျွန်တော်မိတ်ဆွေရဲ့လက်ဖက်ချောက်တွေတင်လာခဲ့ရတာပေါ့မင်းမျိုးကိုလွန်လာခဲ့ပြီးအနီးစခန်းလဲရောက်ရောကျွန်တော်ကားကို တရင်ရတယ်ဆိုပြီးရင်မျိုးဘက်က ဘိန်းရှာတော့တာပါပဲရန်ကုန်တန်မိုးတသောဘိုးလောက်လက်ဖက်ချောက်ပုံတွေတက်ကတွေ့ပါလေရောဆရာကြီးကျွန်တော်တငယ်ချင်းကဟဲ့လှမမင်းထောင်ကြဝခံလိုက်ပါကွာ ထောင်ကလို့ရင်ငွေတစ်ထောင်ပေးပါမယ်တဲ့သူ့ခင်ဗျာလည်းတနာဆရာပဲဒီတစ်ခါပောက်ပြီးရင် မင်္ဂလာဆောင်တော့မယ်ဆက်ဆဲကိုဆရာရဲ့တဖက်သားကိုကိုညီရလည်းရောက်နေတယ်မို့လားဒါနဲ့ပဲကျွန်တော်လည်းထောင်အလုံးစုံကြလာတစ်နှစ်ခွဲနှစ်နှစ်ပေါ်ဆိုပြီး ်ဝန်ခံလိုက်တာပါပဲအချုပ်ဘဝနဲ့၆လလတောင်ကြားတယ်ကံကောင်းကျင်တော်ဆရာကြီးတရားသူကြီးက အချုပ်ခံရတဲ့ရစ်ကြတယ်ဆိုပြီးထောင်တစ်နှစ်ချလိုက်တာပါပဲဒါပါပဲခုကျွန်တော်ထောင်ကလွတ်ရင်ငွေ၂ထောင်ရမယ်တထောင်ကိုကားရှင်ပြက်စမ်းဟောကျန်တဲ့တထောင်နဲ့ကျွန်တော်တို့နှစ်ယောက်ရင်းနှီးစားနိုင်တယ်မို့လားကျွန်တော်ထောင်ကြနေတော့လေကျွန်တော်တငယ်ချင်းကထောင်ဝင်စားလေးပါလေလာတွေ့ပြီးတောက်လျှောက်ပါသေးတယ် မင်းအခုထောင်ထဲမှာဘလောက်နေလိုက်ရသလဲတပက်ကအထီးဆိုရင်7လခွဲ တိတိပဲဇရာရဲ့ကျွန်တော်ကထောင်တွင်းပြစ်မှုတွေกินပြီးအလုကောင်းကောင်းလို့တော့ရှော့ရဲများများရတာပေါ့ညီပါအောင်ကွာမင်းမိမဆိုတာတော့တကားမှလာတွေ့တာမမြင်ပါလားဘယ်လာလိမ့်မလဲဆရာရဲ့သူမှမသိတာပဲသူ့ကိုကျွန်တော်တငယ်ချင်းထံမှတဆင့်အောက်ပြေမှာငွေရှာနေကြငွေတထောင်ရတဲ့နေ့မှာပြန်လာမယ့်အကြောင်း တနစ်လောက်ကြားမဲ့အကြောင်းစာရေးထားတာကိုအင်းအကြံကဖြင့်ပိုင်ပါပဲကွာနှုတ်မိမိပါတွေကမသိဘူးလားကျွန်တော်မိပါတွေလားကျွန်တော်ကရှမ်းမော်ဘူးဆရာရဲ့ဗမာပါကျွန်တော်မိပါတွေကဒိုင်ဦးနေကအဖေရောအမေပါ သုံးကုန်ကြပါပြီကျွန်တော်16နှစ်သားလောက်ကတည်းကရှမ်းပြည်ရောက်နေတော့ပြန်စကားကိုရေးရေးလေးလေးပြောတတ်ပြီးဗမာစကားပြောတဲ့အခါကျတော့လေ ဝဲနေတော့တာပေါ့ဒါကြောင့်သာနန်းခမ်းလာက အိုက်စာတဲ့ကျွန်တော်ဘက်ကိုတလဲတာနေတာပေါ့အိုက်စာကိုတော့ရွာနာမြေရွာနွားမစားချင်ဘူးပေါ့ကျန်းပြီမှာဗမာလေးတွေစမ်းပွင့်တဲ့ခက်ကမကုံတက်သေးဘူးဇီယာရဲ့လှမောင်လဲသူ့ဤဇလန်စုံငန်းတိုင်ပြီးဖြစ်၍ပေါပြားကိုကင်ပြီးကျွနေများကိုစက်ကောနေပြန်နေလှမောင်သည်ကျွနေများကိုကောရင်းငွေကြေးထံမှရမည် ငွေနှထောင်ဟိုပဲမြင်အောင်နေသလားမန်းအိုင်သူလှပြူပြူကလေးဟိုပဲမြင်အောင်နေလေမလားတော့အတန်မပြောနိုင်တော့ပါဟုတ်ကဲ့ပါရှင် စာရစ်စရာရန်အောင်မောင်မောင်ရေးသားထားတဲ့မန်းအိုင်သူလှပြူပြူဆိုတဲ့ဝိတ္ထုတို့လေးကဒီနေရာလေးမှာပဲ ပြီးဆုံးသွားပါပြီနားဆင်သူအားလုံးသိအချမ်းသာခြင်းကိုယ့်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်